ျွန်တော်ရွေးချယ်ချင်တဲ့ဗီဒီယိုတစ်ပုဒ်တက်လာတယ်။အဲ့ဒီဗီဒီယိုထဲမှာပြောကြတာက NHL ဝင်ခွင့်ရတဲ့ Pro Hockey Player တယောက်ဖြစ်လာဖို့ဘာတွေလိုအပ်တလဲလို့သူတို့မေးလိုက်တဲ့အခါမှာသူတို့ပြောကြတာကစူးစမ်းရမယ်၊ခံယူရပြင်ရမယ်၊မနက်9နာရီထွင်ဖိနေမီယာလာနှုတ်ပြရမယ်ဆိုပြီးတော့မှပြောကြရတယ်ပေါ့နော်။ဒါပေမဲ့သူတို့သတိမထားမိတာကသူတို့ Pro Hockey Player ဖြစ်လာတဲ့အကြောင်းရင်းနေမှာသူတို့က January လမှာမွေးခဲ့လို့ Pro Hockey Player ဖြစ်လာတယ်ဆိုတဲ့အချက်တစ်ချက် ပါပဲ။ စတန်နီရာအသင်းကြီးတွေမှာဝင်ကစားခွင့်ရတဲ့ဟော်ကီပလေးယာတွေရဲ့40ရာခိုင်နှုန်းဟာနှစ်တစ်နှစ်ရဲ့ပထမ၄လမှာမွေးဖွားသူတွေဖြစ်ပြီးတော့မှဂျန်နဲ့တမ်ပါဆန်ကတော့ဂျန်နဲ့လာတွေမှာမွေးဖွားတဲ့သူတွေဖြစ်ပါတယ်ဆိုလာကတခြားသူတွေထက်စောမွေးခြင်းကပရိုဟော်ကီပလေးယာဖြစ်လာဖို့၄စားလောက် chance ပိုများတယ်လို့ပြောချင်တာပါအဲ့ဒါကကျွန်တော်ဖတ်ဖူးတဲ့ psychology of money ပေါ့မြန်မာလိုဆိုလို့ရှင်တော့ငွေရှာနည်းစိတ်ပညာအဲ့ဒီစာအုပ်ရဲ့ chapter 2ထဲမှာလည်းပါတယ် အဲ့ဒီမှာတော့နာမည်ကြီး Microsoft ရဲ့ founder Bill Gates ရဲ့အောင်မြင်မှုတွေမှာခံကောင်းခြင်းဆိုတာကလည်းတစိမ့်တစ်ပိုင်းပါတဲ့အကြောင်းကိုပြောထားတာပေါ့နော်။ဒါကစာအုပ်ထဲမှာရေးထားတာပေါ့နော်။သူကတဲ့ဒီလိမ့်ဆိုင်မှာလာတဲ့နေထိုင်ခွင့်မရဘူးဆိုလို့ရှိရင်တဲ့ Microsoft ဆိုတာကြီးကဖြစ်လာမှာမဟုတ်ဘူးတဲ့။အဲ့ဒါကဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ1968လောက်မှာပေါ့နော်။ High School ကျောင်းသားပေါင်း303တန်းရှိတဲ့နေရာမှာ18တန်းလောက်ကပဲ US မှာနေထိုင်ခွင့်ရတယ်။ အဲ့ဒီကမှ2300လောက်ကပဲ Washington State မှာကြပြီးတော့မှအဲ့ဒီကမှ3000လောက်ကပဲ Seattle ထဲမှာကြရတယ်။အဲ့ဒီကမှ300လောက်ကပဲ Lakeside ကျောင်းမှာတက်ခွင့်ရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့က300သုံးသန်းနဲ့စားတယ်။နောက်ဆုံးလူ300နဲ့အဆုံးသတ်သွားတယ်။အခုလိုမျိုးကျွန်တော်ပြောလိုက်လို့ကံကောင်းတဲ့သူတွေကဘာမှလုပ်လို့မရတော့ဘူး။ဒါမှမဟုတ်ကံကောင်းခြင်းတွေလာဖို့အတွက်မတို့ထိုင်ဆောင်နေရမယ်လို့တော့ကျွန်တော်ပြောချင်တာမဟုတ်ဘူးကျွန်တော်ပြောချင်တာကလိုချင်တဲ့အရာရဖို့အတွက် ကံကောင်းခြင်းဆိုတာကအတိုင်းအတာတစ်ခုထီတော့အရေးပါတယ်လို့ကျွန်တော်ပြောချင်တာပေါ့နော်နောက်ပြီးတော့ကျွန်တော်ဖတ်ဘူးတဲ့ဒီ big matches ဆိုတဲ့စာအုပ်ထဲကစာရေးဆရာမပြောထားရှိရဲ့ပေါ့အဲ့ဆရာမပြောထားတာကအောင်မြင်မှုတစ်ခုရဖို့ဆိုလို့ရှိရင်เนี่ยပါရမီရဲ့ကံကောင်းခြင်းနေရဲ့ပြီးတော့စီးစနစ်တကျစူးစမ်းနေဖို့လိုပါတယ်တဲ့ ပြီးတော့စာအုပ်ထဲမှာဆိုင်ရှင်မှာဆက်ပြီးပြောသွားလေးရှိရပေါ့နော်ကျွန်တော်တို့တွေကဘယ်ချိန်ဘယ်ရက်မှာကန်ကောင်းမယ်ဆိုတာမသိနိုင်ပါဘူးတဲ့ဒါကြောင့်မလို့နေ့တိုင်းအမြဲတမ်းပုံမှန်လေး consistency ရှိရှိနဲ့ကြိုးစားပြီးတော့မှကန်ကောင်းခြင်းတွေတကားလာခေါက်တဲ့ခါကြလို့ရှိရင်ဖွင့်နိုင်အောင်လို့အမြဲတမ်းအသိပြင်ထားပါတဲ့